ရပြည့်၈ပန်းဆိုတာဖျားပွင့်နေတဲ့အချိန်မှာတငရဲမှာဖြစ်နေခြင်း၂တရိษံဖြစ်နေခြင်း၃ြိတာဖြစ်နေခြင်း၄်တန်ရှိတဲ့ရုပ်မဲ့နာမဲ့ရှုပ်တာရှိတဲ့ပြမနာတာရှိတဲ့ပြမမျိုးဖြစ်နေခြင်း၅ဖျားတရားနဲ့ဝေးလံနဲ့တော်ချုံချုံချာ ဒေတာများမှသွားရောက်ပြီးတော့ဖြစ်ပေါ်နေခြင်း ਨੇ ၆အယူမဝါဒမှားယွင်းနေခြင်းခေါ်အတိညာဉ်ကင်းမဲ့သူဖြစ်ခြင်းဖျားပွင့်နေတဲ့အချိန်မှာဖျားဘယ်လိုပွဲပွင့်ပွင့်ဒီပုဂ္ဂိုလ်ဟာမြတ်စွာဘုရားရဲ့အဆုံးအမရဖို့ခွင့်လန်းမရှိတော့အေးနောက်တစ်ယောက်ကတော့ အဋ္ဌဉာဏ်ရှိတဲ့လူတော့ဖြစ်ပါရဲ့အဲ့ဒီအချိန်မှာဘုရား မပွင့်ဘူးနိဗ္ဗာန်ရောက်ကြောင်းတရားကြားနိုင်ရဖို့ခွင့်မရှိဘူးဟောခွင့်ရဆုံးရှုံးနေတဲ့ပုဂ္ဂိုလ်၈ယောက်ရှိဒါကိုဩကတာထဲမှာရပြည့်၈ပါးအပေ၄ပါးကတ်၃ပါးရပြည့်၈ပါးနဲ့ဆိုတယ်လူတွေစုတောင်းနေကြကိုယ့်ကိုစဉ်းစားကြည့်ခုရပြည့်၈ပါးကိုလွတ်နေသလား လွတ်နေရင်အခွင့်ကောင်းရနေပြီအခွင့်ကောင်းရနေတဲ့အချိန်လေးမှာလူတိုင်းဟာအခွင့်အရေးကိုအခွင့်အရေးမှန်သိရလားလို့ဆိုမသိသေးဘူးဘာလို့လဲရွှေတူးရအောင်မှာရွှေထဲမှာရွှေဆင်းရဘာသာရှိမှဖြစ်မှာဘာသာမရှိတော့ဖြစ်ဘူးရှားကြရမှာဖွေကြရမှာထို့တူပဲဘုန်းကြီးတို့တူလူ့ဘဝရ ဘုရားသာသနာတော်နဲ့ကြုံတွေ့တရားဓမ္မလုပ်ဖို့ရာအချိန်မရသေးဘူးမလုံနိုင်သေးဘူးသာယေတမီယေစီးပွားရေးဆိုတာတွေနဲ့နေမနာညမှာမအားဘူးဆိုတဲ့ကြားထဲကနေပြီးနောက်ဆုံးမှာနေဝင်ချင်းရောက်သွားပြီဆိုလို့ရှိရင်တော့ဒါတွေမလုံလိုက်ရဘူးဆိုရင်အဲ့ဒီဘဝဟာအရှုံးထွက်သွားပြီ အမျက်မရလိုက်တော့ရှုံးသွားပြီဘဝရလာတဲ့အချိန်မှာအနစ်တာရနဲ့အကာကိုကွဲကွဲပြားပြားသိအောင်ကြိုးစားဘဝမှာနော်ပစ္စည်းဥစ္စာက အနစ်လားစီးစိမ်ဥစ္စာတွေက အနစ်လားဒါနသီလဘာဝနာဆိုတဲ့ကုသိုလ်တရားတွေက အနစ်လားဆိုတာစဉ်းစားကြည့်အနစ်ရှုဆိုတာသာဝရပိုင်ဆိုင်မှုရှိပြီးတော့ ကိုတွက်ရေရှည်အကျိုးပြုတာအနှစ်အကာဆိုတာခဏလေးဘယ်ရာပဲဖြစ်ဖြစ်အကာဟာခဏလေးနဲ့ပြတ်တယ်အနှစ်ဆိုတာကြာရှိခံအဲ့တော့ကြာရှိခံတဲ့ဟာကိုလုတ်မလားတတန်းတူတဲ့အရာနဲ့ပဲအချိန်ကုန်သွားမလားဒါကိုကိုစဉ်းစားဖို့လိုအဲ့တော့အကာဆိုတာဘာတွေလဲလောကဒုသားတွေဟာစီးပွားဥစ္စာတွေကြီးပဲ ရှားနေမယ်ဆိုရင် အကာတွေပဲရှားတယ်လို့ပြောတယ်။ဘာဖြစ်လို့လဲ။ချမ်းသာရင်မသုံးရဘူးလားဆိုသုံးရပါတယ်။တိုက်တွေတဲကားတွေဝဲ။နော်။စိတ်မကြဘူးလားကြပါဘူး။အဲ့ဒါတခဏလားထာဝရလားလို့ဆိုတခဏလေးပဲမကြခင်ပဲဘဝတစ်ခုဆုံးသက်သွားရင် အားလုံးပြစ်ထားရဲ့ အနစ်သာရဆိုတာမဟုတ်ဘူးလို့ဆိုလို့စီစဉ်ဥစ္စာလဲထို့တူပဲပိုင်ဆိုင်တဲ့အချိန်လေးသာမော်လို့ကြွားလို့တုံးလို့ဖြုံးလို့နေနိုင်တယ်မရှိတော့ဘူးဆိုလို့ရှိရင်သွားပြန်ရင်တူတခဏအရာတွေကိုသာဝရထင်ပြီးတော့အချိန်နေအများကြီးပေးလိုက်မယ်ဆိုရင်တခဏပဲအကာတွေနဲ့ပဲဆုံးသက်သွားမှာဖြစ်တယ်အနိတ္တရာဟိုရောက်ယူတဲ့အခါ ကိုခန္ဓာကိုယ်ရဲ့အနှစ်သာရဆိုတာအပစ္စည်းဥစ္စာရဲ့အနှစ်သာရဆိုတာဘာလဲဒီစီးပွားဥစ္စာရှာလို့ရတဲ့အဲကဒါနကောင်းမှု ပြုလိုက်ပြီဆိုရင်ဒါအနှစ်သာရအဲ့ဒါကြတော့ကိုပိုင်သွားပြီဒါနကောင်းမှုလုံလိုက်တယ်ဖျားတဲတယ်ကြောင်းဆောက်တယ်ရှင်ပြုတယ်လူမှုတမ်းမှုတွေလုပ်တယ်ကြီးရွာလမ်းမာတွေခင်းတယ်အများကောင်းကျိုးအတွက်အတုံးချတယ် အများကျိုးအတွက်အသုံးချတယ်ဒါနကောင်းကိုရထားတဲ့ကိုပိုင်ထားတဲ့ပစ္စည်းကိုညှောက်ဝေးပြီးတော့လူတွေတန်းနေပြီးတယ်ကန်းနေဟောတာကအနှစ်ကိုရလိုက်တာပဲဖြစ်တယ်ကြံတဲ့ဟာတွေကမတည်ခင်လေးပဲပိုင်ဆိုင်တော့လဲတည်သွားရင်ကိုပြစ်ခဲ့ရမယ်ဒီလိုဆိုလို့သာဝရမဟုတ်ဘူးတခဏမြတ်တာခိုင်မာမှုမရှိတဲ့ပစ္စည်းတွေကဒါနဆိုတဲ့ ကုသိုလ်ဆိုရဲအနှစ်သာရကိုထုတ်ယူလိုက်ပြီဆိုလို့ရှိရင်ဒီလူဟာတော့အများရလိုက်ပြီလို့ပဲ